မင်္ဂလာပါအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ဖို့ဒီလိုစကားစုလေးစက်ပြီးလေ့လာကြည့်အောင်နံပါတ်1 look after ကြီးကြီးစောင်းရှောက်တော့ပြောတာ look နဲ့ပတ်သက်ပြီးတခန်းတစ်သက်တင်ပြထားလည်းရှိရယ်အဲ့မှာ look အတုံးလုံးတွေအများကြီးရှိတယ်အဲ့မှာတော့ကြည့်ပါနော်နောက်တစ်ခု look for ရှာဖွေတော့ပြောတာနောက်တစ်ခု last month last month ပြီးခဲ့တဲ့လကလို့ပြောတာဟိုမှာ last year ပေါ့ပြီးခဲ့တဲ့နှစ်ကအဲ့ဒါကိုပြောတာပေါ့နော်နောက်တစ်ခု for example ဥပမာအဖြစ်နဲ့ နောက်တစ်ခု lunch box သမင်းညိုင်လို့ပြောတာနောက်တစ်ခု loose health ကျန်းမာရေးမကောင်းဘူးပေါ့နော်နောက်တစ်ခု if so အဲ့ဒါဆိုရင်နောက်တစ်ခု part time part time ဆိုတာချိန်ပိုင်းကိုပြောတာဟိုမှာချိန်ပိုင်းအလုပ်တွေပါရေးဆိုရင် part time job ပေါ့နော်အဲ့ဒါကိုပြောတာနောက်တစ်ခု in fact အမှန်တကယ်တော့တဲ့နောက်တစ်ခု in short လိုရင်းကိုပြောတာနောက်တစ်ခု make friend မိတ်ဆွေဖွဲ့တာကိုပြောတာ not a good fast clacks, but I'm a dance out bureau, eh? Not a good living room, egg and bureau. Not a good dress up with us in your bureau. Not a good soft drink, a you bureau. Not a strong drink, a yet device and strong drink, lo bureau. Not a good petrol station, that's his own bureau. Not a good pawn shops or a pawn's own bureau. Not a good timetable, a change the yaw bureau. နောက်တစ်ခု local time ဒေသစံတော်ချိန်ပေါ့နော်နောက်တစ်ခု travel diary ခီးသွားမှတ်တမ်းနဲ့နောက်တစ်ခု plenty အဲရင်းနှီးချက်ပြောတာပေါ့နောက်တစ်ခု exercise book လက်ကျင်ခန်းစာအုပ်တဲ့အဲဒါလေးကနေ့စဉ်သုံးမတိမဖြစ်စကားစုလေးတွေပေါ့နော်အဲကိုကအင်္ဂလိပ်လိုကောင်းကောင်းလေးရေးတတ်ခြင်းနဲ့အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ခြင်းနဲ့ဆိုရင် practice လုပ်ထားလိုက်ပါ